အားလုံးပဲမိလာပါဒီနေ့မှာတော့ဟိုဒီချောင်းအစင်ရောက်စကင်ကိုဘယ်လိုပြန်ဝင်လို့ရမလဲဆိုတာကိုပြောပြတာမှဖြစ်ပါတယ်အဲ့တော့ဒီစကင်ကအရင်တစ်ခါလာတုန်းကကျွန်တော်တို့ diamond 1200နဲ့တူကရောင်းပေးရပေါ့နော်အဲ့တော့ကတော့ promo diamond event နဲ့ပါဝယ်လို့ရတယ်အဲ့တော့ဒီတစ်ခါကတော့ပြန်လာမလားမပြန်လာလားဆိုတော့မသေချာသေးဘူးဒါပေမဲ့ပြန်လာဖို့ကတော့များတယ်ဘာလို့လဲဆိုရင်နောက်လာတဲ့မှာ promo diamond တွေလည်းပြန်လာဖို့ကတော့တေချာရယ်ဆိုတော့ဒီ skin ကလည်းပြန်လာဖို့ကတော့တေချာလောက်ရတော့ရှိမယ် ဲတော့လာရင်ဘယ်လိုဝယ်ရမလဲဆိုရင်သူက promo diamond နဲ့ပြန်ဝယ်ရဖို့များတယ်အရင်တစ်ခါတော့လိုပဲပေါ့နော် euro diamond က400ကျော်ပြီးတော့ promo diamond က600ကျော်နဲ့အဲ့လိုပုံစံနဲ့ပြန်ဝယ်လို့ရမယ်အခုပြောသွားတာတွေကဘယ်ဟာမှ confirm တော့မဖြစ်သေးဘူးဒါပေမဲ့အရင်တစ်ခါလာတော့လို့ဆိုရင်တော့ဒီ diamond ဖြစ်ဖို့များတယ်အဲ့တော့ဒီ skin ကပြောရရင်ကျွန်တော်ချောင်း all skin စုဖို့အတွက်ဆိုရင်တော့ယူတင်းနဲ့တည်းမှာပါတယ်ဒါမဲ့ promo diamond ပါမှာတော့တန်လိမ့်မယ်ဘာလို့လဲဆိုရင်သူကသူဝယ်ရင်ဈေးကြီးရလို့မြင်တယ် ပြောရရင်တော့ဒီခြောင်ကူတော်မှာကျွန်တော်တင်ထားပေးတဲ့ညီအတိုင်းဖောက်ရင်တထောင်လောက်ပဲကုန်ပါဗျာဒါပေမဲ့ဒီစကင်ကြတော့ကျွန်တော်တို့ဒီတိုင်း1200ဆိုရင်တော်တော်လေးစီးကြီးရတယ်မှာပါတယ်ပြီးတော့ကျွန်တော်ဒီ experience skin နှစ်ကောင်ယူမဲသူတွေအတွက်ဇာယောကို Telegram channel ထဲမှာလှုပ်ထားပေးပါတယ်။အကယ်၍စိတ်ဝင်စားရဲဆိုရင်တွားကြည့်လို့ရရပါတော့။ပြီးတော့ဒီခြောင်ကို event ကိုလည်းအဲ့လိုနှစ်ကောင်ယူနေရ video မလုပ်ဖြစ်ရင်ကျွန်တော် Telegram channel မှာပဲတင်ပေးလိုက်မယ်ပေါ့နော်။အဲ့တော့စိတ်ဝင်စားရဲဆိုရင်ဒီ comment ထဲမှာ link ချထားပေးရဲ။အဲ့တော့ join ခဲ့ပြီးအောင်ပေါ့နော်။ โอเคဒါတော့ဒီနောက်ဆီစဉ်မှာလာမယ် patch update ဖြစ်ပါတယ်အဲ့တော့သူ့မှာဘာတွေပါမလဲဆိုရင်ကျွန်တော်တို့သူကြည့်ရမယ်โอเคအဲ့တော့ကျွန်တော်တို့ကဒီမစော့ခင်မှာနောက်ပိုင်းကျရင်ကျွန်တော်ဒီ Soul Mate Lane ကိုအရင်ယူရအောင်ပဲဗောနော်အရင်လိုမျိုးသူများ Soul Mate Lane ကိုလူလို့မရတော့ဘူးဒါကတော့အထူးသဖြင့်ကျွန်တော်တို့လူမျိုး Jungle Soul Mate တွေအတွက်တော့တော်တော်လေးကိုကောင်းပါတယ်အဲ့တော့ तू က Hero ရွေးတာစားတခြားလေးကိုလှောက်ထားပေးပြီအဲ့အဲ့တော့ကိုကနေပြီးတော့တခြား Lane နေပါရေးသွားတယ်ဘာညာဆိုရင်ဒီလိုအပြစ်ပေးခံရမှာဖြစ်ပါတယ်အဲ့လို Chris Grow ကြာပဲဖြစ်ဖြစ်ဗောနော် ော့ greatly reduce the rate of learning conflict လောမမိုက်တယ်။ Yeah အဲ့တော့ဂျန်ကင်းနှကောင်တွေပါရောမြင်စရာအကြောင်းမရှိတော့ဘူး။ကျေးဇူးတင်ပါတယ်မွန်းတွန်း။ဒါတော့တော်တော်လေးမိုက်တယ်။အဲတော့ player experience ကိုသူတို့ကတခြားလေးလုတ်ပီးနေအောင်တွေ့ရတယ်။အဲလို skin တွေထက်စားလို့ရှိရင်ပေါ့နော်။ Okay ဒါကတော့ဒီ All Star event မှာပြောင်းသွားမယ့်မြေပုံအတစ်ဖြစ်ပါတယ်။အဲတော့ dinosaur တွေဖြစ်သွားပြီပေါ့နော်။ဒီမှာ loss ဆိုရင်လည်း dinosaur အကြီးပဲ။ late တရားအစားဒီ bad တရားအစုံအကုန် dinosaur team နေဖြစ်သွားတယ်။အခုကတော့ naruto ပေါ့နော်။ အဲ့တော့ဒီမှာအခုကြည့်ရတဲ့လောက်ကတော့အကုန်လုံးကဒိုင်နိုဆောတွေဖြစ်သွားတယ်ဒိုင်နိုပလနက်လို့တော့ခေါ်တယ်မိုက်ရေအဲ့တော့ All Star Event လေးဒီ Promo Diamond ကြီးရောလာမယ်ပေါ့နော်အဲ့ဒါကိုလည်းစောင့်ကြည့်ပေးအောင်လို့ပြောချင်ပါတယ်အဲ့တော့အခုလာမယ့် Event တွေက Experiment ရှိမယ်ပြီးတော့ဒီ Chonggo Event နဲ့ All Star Event လာမယ်ပြီးရင်ကျွန်တော်ထင်တာကတော့ဒီ Metro Zero Event ကအရင်လာဖို့များတယ်ကျွန်တော်ထင်တာဒီ San Rio Event ကတော့ဒီဟာတွေပြီးမှပဲလာလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒါကိုမျှော်နေရတဲ့တွေ့ရတဲ့အတွက်ပေါ့နော် โอเคအဲ့တော့ဒီ skin ကဘယ်လိုလာမလဲဆိုတာကိုအားလုံးလည်းတည်သွားတော့ပြီလို့ထင်ပါတယ်အဲ့တော့ confirm ထားတာတော့မရှိသေးဘူးဒါပေမဲ့ဒီတိုင်းလာဖို့ကတော့များတယ်โอเคအဲ့တော့ကျွန်တော်တို့နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ကြမယ် see you guys ပြီးတော့ channel လေးကိုလည်း join ပြီးကြပါဦး